ဟုတ်ကဲ့ကျွန်တော်ဒီဒီဒီနေ့တော့ဗောနော်မန္တလေးရဲ့နောက်ဆုံးအခြေအနေတွေနဲ့မန္တလေးဖြစ်ပိုက်ခဲ့တဲ့အခြေအနေတွေကိုမန္တလေးဒေတာကန်တအုပ်နဲ့ဆက်သွယ်ပြီးတိုက်ရိုက်ထိကြားပြောကြမယ့်အစီအစဉ်ကိုတင်ပေးမှာဖြစ်ပါတယ်အဲမန္တလေးကတော့အရေးပေါ်အဆင့်အနီရောင်အဆင့်ပဲရှိပါသေးတယ်စကိုင်းလည်းဒီတိုင်းပါ စစ်တပ်ဟာအာဏာသိမ်းပြီးထိန်းချုပ်လူကျင်ပင်မဲ့ပေါ့ထိန်းချုပ်ပင်မဲ့အာဏာတွေမတရားရယူပြီးအုပ်ချုပ်ရှင်ပင်မဲ့ပေါ့ဗျာလက်တွေ့မှာတော့ဘာမှမလုပ်ပေးနိုင်တော့ဘူးဒေသခံပြည်သူတွေကမအားလောက်ကိုချိန်ဆနေကြတယ်ဆိုတော့အတန်ကြီးလည်းကြားနေရတယ်ဗျာကဲကြည့်လိုက်အောင်မန္တလေးဒေသခံတယောက်ကဘယ်လိုပြောလဲဟုတ်ကဲ့ပါမင်္ဂလာပါအမကြီးဟုတ်ကဲ့ပါရှင်မင်္ဂလာပါ ဟုတ်ကဲ့မန္တလေးကဒေသခံတယောက်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်မန္တလေးမှာလက်ရှိငလင်းဘေးကြောင့်ဘာတွေဖြစ်ပျက်နေပါတယ်ခင်ဗျာဩလက်ရှိငလင်းဘေးကြောင့်ဆိုရင်ဒီဝါရှင်တန်ကတားကြောတော့ပြောတယ်ဟုတ်ဟုတ်ဆောင်းဒီပါပြီးတဲ့ကျွန်တော်ပြရှိတယ်အဲဒီတော့ ော့ထုတ်နိုင်တယ်စေတီဖြစ်တဲ့တိုက်တွေပေါ့နော်ဟုတ်တော့လောကစေတီဖြစ်နိုင်တဲ့တိုက်တွေပါရတော့ပေါ်လာမှာဆက်ကလည်းပုံဝင်ပြပါအကုန်ကအလုံးအပြည့်ပါဖြစ်တာဖြစ်နေရတာဆိုတော့ဘုရားရှင်ရဲ့တော့ကြောင့်ရုံးနေတာပေါ့တကယ်ပဲအတော်ရုံးပေါ်တယ်ဆိုတော့အဲအကုန်ကပြည့်စီอืมอืมဒီကောင်မှာကျေလို့ရှိရင်လေးကားတော့ကြောက်ဟိုစိတ်တော့ရှိလို့ရှိရင်တွေးတော့ပါပါလား။ဟုတ်ဟုတ် ရက်ွက်လိုက်ရင်တော့အကုန်ဖြစ်နေကြတာတော့အဲ့တော့အားကြတော့ကုဘလောက်ကိုစပါတော့ဟိုစာရင်းနိုင်တော့မှာတော့စေဖြစ်တဲ့ဥစားရရှိတယ်ဒီကဲကဲမှာတော့တတိယတော့လောက်ပြီးတော့ထပ်ခဲနေပါလိမ့်ဟုတ်ကျွန်တော်တို့လက်ရှိကျွန်တော်တို့တိုင်းပြည်အခြေအနေကလေတပတ်ကပြည်သူ့ကာကွယ်ရေးတပ်မတော်ဘောနော်ဒေါ်လာရေးဒေါ်လာရေးစင်တွဲနေကြတယ်တပတ်မှာစစ်တပ်ကလည်းထိန်းချုပ်အုပ်ချုပ်ထားတယ်ဘောနော်မတရားအာဏာသိမ်းပြီးတော့အဲ့ဒီလက်ရှိတော့အခုဆိုရင်မန္တလေးမှာက မန္တလေးမှာကဒီမြို့ပြဆိုတော့လေတော်တော်များများကစစ်တပ်ထိန်းချုပ်ထားတဲ့ area ဖြစ်တယ်လို့နော်အဲ့ဒီမှာအဲစစ်တပ်ကကိုစစ်တပ်နဲ့ဒီဝန်ထမ်းတွေဘာတွေရောဗျာသူတို့စစ်တပ်ဒီအတိုင်းဝိုင်းတွေနိုင်ငံတော်အဆင့်ကယ်ဆယ်ရေးတွေဒါတွေရောမရှိဘူးလားဗျာအဲ့ကတော့ဘယ်လိုလဲကြောက်တော့သူတို့ကလည်းသူတို့လည်းဘာစီလဲရှိတာပေါ့ဗျာအောက်စီမှာကြာတော့ အဲ့တော့ဒီလိုမျိုးရှိပါဘူး။ဒီနေ့ Facebook မှာပါတော့ဖြစ်တယ်ပါ။အဲ့တော့တို့လည်းသူသွားကြ။ဟောဒါဆိုစစ်တပ်ကကိစိကိစိမပေးနိုင်ဘူးပေါ့မပေးဘူးပေါ့မလုပ်ဘူးပေါ့အဲ့လိုမလား။မပေးနိုင်ဘူးတို့ကတို့တို့လိုကြည့်ရတို့တို့တွေရပြီးလာပါ။ဟောတက်တက်ပေါ်တယ်ဖြစ်တာပေါ့နော်။ဟုတ်ဟုတ်တေဆုံးသူကရောဘယ်နှဦးလောက်ရှိမယ်လို့ခံမှန်းမိပါလဲခင်ဗျာအဲအဲ့ဒါဆိုဖြစ်စေလို့စာကြည့်ကြဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအဲ့ဒီတည်းကဒီမှာအဲ့ဒါလေးကိုချိန်ပါတော့တကယ်ချင်းကိုရှင်းလိုက်တာဟုတ်တော့ပဲဟုတ်စပ်ပါဆိုင်ပါသူတို့ကြာစပ်ပါဆိုင်ပါရှင်းလိုက်တာဟုတ်ဘယ်ချက်ဆက်ရောက်နေပါလဲအတော်တည်းပဲရှိပါတယ်စာဟုတ်ဟုတ်ဒီစာလို့တည်းကဒီမှာစပ်တက်တော့မတက်တဲ့ရှိပါမရင်ကျင်းနေတဲ့ဒီမှာခြောက်ရိုက်ခြောက်ရိုက်ဟုတ်ရှင်းပါပဲခဏလေးတော့ရဲ့ရှိပါအဲ့တော့ဆိုင်ကတစ်ဆိုင်ကပြိုကျလာတဲ့ကချက်ချင်းဝင်ပြီးပါ။အော်။ဘာလို့ကျန်တော့ဒီချက်မှလည်းပြိုကျတာလဲ။ဟုတ်။အဲ့ဒီအချိန်မှာဒီမှာ ကျုပ်ရဲ့စေယုံအပေါ်လည်းကနေရှင်းတဲ့အဖြစ်ဖြစ်ခါကျတော့စီရဲ့ရှိနေတာကမတော်တဲ့ဆက်တော့ဆက်နေတဲ့ချက်တော့စီရုံနဲ့ကြည့်တော့တယ်။တကယ်တမ်းနဲ့ဟုတ်ပါတော့ဟာဒုနာရီနဲ့အကောင့်စီကြည့်ပြီးတော့ပြင်နေဖြစ်သွားပြီ။ဟုတ်အကောင့်ဒုနာရီကြည့်ခါနဲ့ကျမအဆက်ကျော်ကလေးနဲ့နေနေနေဒီမှာကျမနေတဲ့နေရာကျုပ်ရဲ့ခန်းဘက်မှာကြာတယ်။ကျမပြန်တော့ဟုတ်ကျတဲ့လူရဲ့မတော်နဲ့ကျမဆက်ကင်းနေလား။ဆက်ကင်းနေလားဆက်ကင်းနေစတဲ့အဲ့ဒီခဏလေးဆိုတော့ကျမလည်းပဲစီကြက်နေရတာပေါ့။အဲ့ဒါကျမလည်း ကြောင့်တသက်လေးကြီးရအောင်စီလုံးရတဲ့ကအကုန်အတဲတဲ့အပြေးလိုက်ထုတ်ပေါ်နေတော့ဘောပေါ်အစ်ပြီးစကန်နေတော့ဒီမှာကြောင်ပါတော့ကြည့်ရင်ကတော့ခဏလေးကြာဒီမှာတရရတဲ့ခါတော့စကောင်းရတဲ့စက်တဲ့ပြာဒီမှာနေနေပြောင်းတော့ငါဘလိုပဲဒီကအဲ့ကိုပြောင်းသွားတာစိတ်ကူးနေတယ်အော်ဒီတမန်ကြီးရဲ့အားလေအဲ့တော့တိုက်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ရင်ငါတော့မှဖြစ်တယ်ဒီမှာတော့မယ်ဒီမှာတော့ကာမေရာ음 ကျုပ်ပြတ်နေမှာလေပြန်လာဟဲ့တကယ်သူကလည်းဘုံမရရပဲကြည့်တယ်အဲ့တကယ်တည်းကဖြစ်စလို့တဆရာဝင်တယ်ဟာလေကျမလေဟုတ်ဆက်ပြီးတော့တကယ်ချင်းပါရည်တွေဟာဘယ်ဖြစ်တော့ဆိုတော့ဘလိုလိုပဲတော့တကယ်တည်းကစီအောင်လာမှာဘာသူကိုယ်တိုင်ဆရာဝင်ဆရာဝင်ဆိုတော့ ဒီဟုတ်ကောအဲ့ဒါစီအောင်လေးရောက်ပေါ်လို့စီအောင်မှာနာရီရတယ်ဒီဒီအဲ့ဒီမှာအပြည့်ပဲဖြစ်နေတယ်။อืมနာရီရတဲ့တကွက်ပြီးတဖွဲ့ဝင်လာတယ်။မဲ့ဒီလိုဆိုအသက်တော်ပါပေါ့။ဒါမှလည်းဆုံးခဲ့တာလည်းဖြစ်အဲ့တော့ကျမတကယ်ကြောက်တယ်ကျမဒီစီမှာဆောင်တာကျမကပြန်ပြန်နေငါတို့တက်စီကတော့တကယ်တကယ်ကြောက်ငါလည်းဆရာဝန်တက်စီကနေရတယ်ပုတ်တိကစီကနေရတယ်သူတို့ကတော့တော်တော်ကျေလုံးတော့သူတို့ကတော့ဒီလိုလာချက်ခံတယ်ဒါပေမဲ့ကျမတို့ကကျမရဲ့ policy ကြီးရှိတယ်ရှိတော့သူတို့က တိရမလို့ပြောတာဟိုတိုင်းဘယ်လိုခေါ်တော့တာဒါလို့ပြောရမလဲအစီရောက်တော့ပြောပေါ့အဲ့တော့သူကရှာမှတ်တိပြတာသူကလည်းလွတ်ကျွတ်တယ်အကုန်လုံးကစိတ်ယုံကြည်တယ်အဲ့တော့စိတ်ယုံကတာရပုံတယ်အင်းဒီလိုမျိုးနဲ့တည်သွားလို့ညာလိုက်တယ်အင်းအဲ့ဒါညာပါရပေါ်စကီညာပါတယ်အင်းဘေးအပါအနေနဲ့ဘာလို့လဲစိတ်ယုံကဒီပြည့်စုံကလေးတော့ရှိတာတော့ဘာမှမလုပ်ဘူးအဲ့တော့ကျွန်တော်တကယ်ကြည့်တော့ရှာမှတ်ချောင်းတော့ကျန်လို့မရဘူးသူ哦。Oh.

ဆီယမားတို့ပတ်တဲ့ဆီယမားရဲ့ဒီဟာရှိတဲ့ဘာဆီယမားရဲ့လူအားလုံးကတော့ပြင်းရတယ်ပြင်းရတာတော့ဘာလို့ဖြစ်လဲဘာမှမဖြစ်ဘူး။အဲတော့ဒီကောင်ကပြောစီတော့ပါကြပါတယ်သူတည်းရောက်ပြီးတော့တော်တော်တန်းနေနေတာ။ဟိုဟာနောက်နောက်တစ်ခုကဒီပௌဒိကဆေးရုံတွေကိုလည်းစစ်တပ်ကပိတ်ပိတ်ထားတယ်လို့ကြားတယ်။အဲအဲ့ဒီအတွက်ကြောင့်တော့အခက်ခဲတွေထပ်ဖြစ်ဖြစ်ဖြစ်လာ။အဲ့ဒါဒီမတို့ပိတ်ကြပိတ်ဒါအဲ့ဒါမှလည်းစစ်တပ်ကတော့ဩဆိုတော့လက်ရှိမှာတော့ ဟုတ်ကဲ့ကျွန်တော်ကျန်လေးချင်းပြပါတော့အတိအကျတော့ဒီမစိုးမှလည်းမကောင်းလည်းမခံနိုင်ဘူးဟုတ်သူတို့ကပြန်ပြီးခိုင်းတယ်သူတို့ကလည်းသူတို့ကဲပရိုဖက်နဲ့လက်ခံပြီးလိုက်တယ်ဆိုရင်တချို့လူတွေကတည်တည်နေနေတည်သွားကြရမရှိဘူးတခုတော့ဘာမှမဟုတ်ဘူးစီယိုအဲကျန်တဲ့စီယိုကအတက်ပါလာတူဝိုင်းမိတဲ့ဒါဆိုရင်ဟိုဒါဆိုရင်တော့ဟိုပုံဒီကဆေးုံတွေကငလင်းဘေးတဲ့လူနာတဦးတယောက်မှလက်မခံဘူးဆိုတာမျိုးပြောချင်တာပေါ့နော်ဟုတ်ဟုတ်ပြောချင်တယ်ကျွန်တော်ပြောချင်တယ်ဟုတ် ီလိုမှစိတ်မှန်ထားပြီးတော့သူကြားလာတော့တကယ်ဖြစ်တယ်ရှင်။အဲ့လိုလုပ်ပြီးနေရတယ်။နောက်ဆုံးကိုယ်လူတော်လည်းလောက်လိုက်လို့ဒီဘက်ကတက်တာခါဝင်တာလုပ်နေတာ။ဒါကသူကဂျပန်ပေါ်လစ်စီပါရှိတယ်တော့ဂျပန်ပေါ်ရှိတယ်။ရှိတယ်။နိုင်ငံတော်ကပူရရတယ်။ဝက်ဆိုင်နဲ့နေရာကစစ်တပ်ချမှတ်တဲ့ပူရပြောင်းလာတာရှိတယ်။ဟုတ်။ဟောနောက်တစ်ခုကနောက်တစ်ခုကဒီအိမ်နေပြိုကျပျက်စီးသွားတဲ့ခါကျတော့လူတွေကလမ်းမပေါ်မှာပဲနေရတယ်လို့ကျွန်တော်တို့ကြားတယ်။နောက်တစ်ခုကဒီကျွန်တော်တို့ ဆက်ပြီးတော့ငလီနေတယ်လှုပ်နေတယ်ဆိုတော့လမ်းမတွေတက်မှာလူတွေကအုပ်လက်ရှိအိတ်နေရတာဘောတာအဲ့လိုမျိုးလားအခုမန္တလေးဖြစ်ခဲ့တဲ့ဒီကနေ့ကစီရပြောင်းပြီးခေါ်နေတယ်။ဟုတ်ဟုတ်။ကျွန်တော်ကစီဝိုင်းသမားကြီးအချိန်တိုင်းဘယ်လိုဘလောက်ဆိုပြီးတော့အလုပ်နေတယ်။အော်။ကျွန်တော်ကတည်းကလူတော့စားတဲ့ပြည်တဲ့တန်း။ဟွန်းဟွန်းဟွန်း။အော်အရေးကြီးဈေးကြီးကြတာပေါ့နော်အဲ့လိုမျိုးပေါ့ဆက်။အဲ့ဒါပေါ့ဆိုတော့မရတော့ဘူးဆိုတော့အားရုံနဲ့လားတတောင်းဝဲတောင်း။အော်။ဆိုတော့ အဲဆိုတော့နောက်ဆုံးတည်ဆုံးမှုကဘယ်နှယောက်လောက်ရှိတယ်လို့ကြားသိရလဲခင်ဗျာတည်ဆုံးမှုကအစိုးရစီရင်ဘုံတော့အတိအကျနေတယ်အစိုးရတစ်ထောင်ဆုံးတော့ပြရတယ်ကြောက်လိုက်哦တကုတ်တုံးနေမြောက်ရမှာဘောလို့မို့လားအဲဆိုရဘရောမအမတိုင်းကြည့်ကြလားတကုတ်ဒါတို့ပြန်ရဲ့စေရောတာဟုတ်မန္တလေးဒေသခံတွေထဲမှာဟောဒီစစ်တပ်ကထိန်းချုပ်ထားပြီးတော့အာနာရီတိမ့်နေအာနာရီလိုချင်တယ် ကောင်းမွန်စွာမစီမံမခန့်ခွဲနိုင်ဘူးအုပ်ချုပ်နိုင်စွာလည်းမရှိဘူးကဲတင်နိုင်စွာလည်းမရှိတဲ့စစ်တပ်ကိုမင်းလက်ဒေသခံပြည်သူတွေကရောဘာတွေပြောနေတာကြားမိသေးလဲဗျာအခုအခြေတော့ဒီအခြေတော့ပြန်လာတယ်။ဟွန်းအခုရှိအခုတော့ကိုခါစီချက်ကြာအခြေတော့ပြန်လာမာလောက်ကျင်းနေရပါလို့အတက်လိုက်ပါ။ဩမာလောက်တော့ချိန်စဲနေကြပြီပေါ့အဲ့လိုမဟုတ်လား။အခြေစဲရပါပေါ့။ဟုတ်ပါဒီကနေ့တည်းပါတော့ရတော့ဟုတ်ကဲ့ပါ ဆိုတော့ပြည်သူမြေတောင်ခံယူနေတဲ့မင်းအောင်လိုင်းတယောက်ကတော့ဟိုဒါကတော့ပြောမစုံပါဘူးတော့သုံးတော့ပါဘောနော်ဒါဒါတော့မပြောတော့ပါဘူးလက်ရှိမှာကျွန်တော်တို့ဒီအာဒီနမကြီးကွတိုဖြစ်တဲ့ Sky Villa ကွန်တိုနဲ့ပတ်သက်ပြီးတော့ဟောအဲဘာတွေကြားသိသေးလဲခင်ဗျာဟောအဲ့ဒါတွေကတော့စက်ပြီးပေါ့နော်အဲ့လိုနေရာတွေပဲဟိုလူပြောက်ဖို့ပဲပဲနိုင်ငံကြီးဘယ်သူတွေခေါ်လိုက်တယ်ဘယ်သူတွေရောက်လာပါလဲ Sky Villa လို့ပါပါတယ်နိုင်ငံသားတွေပါတယ်နိုင်ငံသားတွေပါတယ်ပြတ်တာဘယ်သူတွေ ਬੇਦਬੀ ਦੇਣਾ ਜ਼ਿਆਦਾ ਨਹੀਂ ਪਾ ਰਹੇ ਡੋਕਰੇ ਕੀ ਤੇ ਮੋੜੀ ਵਾਇਆ ਲੁੱਟ ਉਦਾ ਵੀ ਵਾਲੇ ਚਲੇ ਉਸ ਆਲਾ ਮਸਨਾ ਵਾਲੇ ਉਡਾ ਗਾ ਅਰਿਆ ਕਿ ਉਸ ਸੇ ਪਾਸੇ ਇੰਚ ਜਤਰੂ ਬਣਾ ਕੇ ਤੋਂ ਨਹੀਂ ਕੋਈ ਚੀਜ਼ ਆ ਰਹੀ ਹੈ ਇਹਦੇ ਕੇ ਜਤਰੂ ਤੋਂ ਆ ਕੇ ਜਤਰੂ ਦੀ ਜਤਰੂ ਸਾਇਆ ਸਾਇਆ ਨੂੰ ਇਸ ਵਾਈ ਦੇ ਜਤਰੂ ਉਹ ਆਈ ਬਲਾ ਨਾ ਦੇ ਗਏ ਪ੍ਰਾਹੀ ਜਾ ਗਿਆ ਜੀ ਦੀ ਪ੍ਰਾਹੀ ਜਾ ਰਿਹਾ ਤੇ ਰੋ ਜੋ ਦੇ ਆ ਰਹੀ ਤੋਂ ਲੋਕ ਦੀ ਕਾਜ ਉਹ ਸ਼ੀਸ਼ੇ ਮੰਗਿਆ ਕੋ 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 ਸ਼ੀਸ਼ੇ ਮੰਗਿਆ ਨਹੀਂ ਨਾ ਉਸ ਨੇ ਆਸ ਨਹੀਂ ਆ ਰਹਾ ပြည်သူမှပြည်သူကိုကူနေကြတယ်ကိုတူကိုရလောက်နေရတယ်အမှန်ဆိုရင်အစိုးရရှိနေတာတော့ပိုနေတယ်လို့ခံစားမိနေကြတာပေါ့လေဒါလည်းသူတို့တော့တော်တော်များများကိုကူနေကြတာသူတို့တော့ပုံရိုက်ပြီးတော့တင်းတွင်းနေကြတယ်ဒေနိုင်ငံကလည်းပြည်သူ့မှာပါတာသူတို့ကြီးကြီးပိုင်းနေတော့တာဟုတ်သူတို့ကြီးကြီးပိုင်းနေတဲ့အဲ့လိုကြီးရောစိုင်းပြလာလိုက်တာကြီးဒီကစိတ်ဖြစ်တဲ့ဥစားတွေပါတယ်ဟုတ်ပါတယ်ဂျန်နေကတော့ပို့ထားပါတယ် တော့ဒေသခံပြည်သူတယောက်အနေနဲ့ကောဒီအမအနေနဲ့ပေါ့နော်ဘာများပြောခြင်းလဲဗျာအမပြောခြင်းလဲရင်ထဲမှာရှိတာတွေကိုပြောပါကျွန်တော်ဒီအတန်ဖိုင်ကကျွန်တော်တကဘာလုံးကိုပြဖို့ကြိုးစားရတဲ့ကလစ်ပါပေါ့နော်ဘာပြောခြင်းပါလဲခင်ဗျာအာဘာပြောခြင်းလဲဆိုတော့တက်တရားဘေဟောကတ်ဆောက်ပါဟုတ်ဒီတော့ဆောက်ပါလို့ဖြစ်တာပဲရေးပြီးလိုက်တုံးနေပြီ ဒီဒီမှာပြည့်ရတာတင်းငလေးလေးကိုမိပါဟုတ်တက်စီတော့တော့ငားတော့မှာတင်းငလေးလေးမှာကတိုက်တာဝင်တက်စီရတဲ့နောက်ဆုံးရေးလေးမှာငါရှိတဲ့ကွာမရှိတဲ့ကကုညီနိုင်ပြီလေအခုကဂျေဒီမှာလည်းခံရပြီလေအခုကအကြရှိတဲ့လူတွေကတိုက်ရစားကုန်ပြည့်တယ်ရှိတဲ့လူတွေကခံရတဲ့ရောက်တော့ရဲ့ကြီးပုံမလေးပါအခုတော့တရားဥပဒေပဲကုညီနေတယ်သူကတော့တရားစာနဲ့တိုင်းမှာပေါ့နော်အဘယ်သူကြီးလာတာညလို့ရတော့ Facebook မှာပြန်လာနေပြီမဲ့ဟိုအဲ့ဒီဟာကိုပဲတကယ်မပြော ကြည်ပါနဲ့နောက်ထပ်ကိုညီမလေးတွေကိုညီကြပါအောင်နောက်ပြီးတော့ကိုရကကိုညီရဲ့မှာအပြည့်ပဲဖြစ်တဲ့နေရာညာရေးကြည့်ပါတယ်။နောက်ပြီးတော့ကုမေလေးအနေနဲ့လည်းမတရားမလုပ်ကြပါနဲ့။အခုဒီပစ္စည်းတစ်ခုကိုရလိုက်တော့ကျွန်မပြောလိုက်ဆိုလို့ရင်ကတတိယကုကောအားရနဲ့ကုတော့မယ်သူတို့ရောက်နေချိန်မှာ၆လ嗯，哎，上来就是奶奶，上辈子，要不要？不要嘛，不要嘛，光留着。我听不惯的，不要，不留着，那也是那，留不住，就给他们两个行吗？ ပေးအပ်တဲ့ကွန်တီမန့်ကိုပဲလေ့ကျင့်နေတာဟုတ်ဟုတ်ဒါဆိုရင်ဒီ TV သတင်းတွေ Facebook တွေဟာဒီမှာတော့သတင်းတွေမှာတော့အဲဒီနိုင်ငံတကာအကူအညီပဏ္ဍန်းတွေပဏ္ဍန်းတွေရောက်နေပါပြီမင်းအောင်လိုင်းကလည်းကြေညာနေတယ်ဗောနော်ဒါပေမဲ့လက်တွေ့မြေပြင်ကတော့တပြားမှရောက်မလာဘူးဆိုတာကျင်းတည်သွားပြီဗောဟုတ်ဟုတ်ကဲ့ပါဒါဆိုရင်တော့နိုင်ငံတကာနဲ့ပြည်သူကိုလိန်လည်နေတဲ့မင်းအောင်လိုင်းလို့ပဲကျွန်တော်တို့ကပြောပြောလို့ရပြီဗောနော်တတိချင်းတွေကတော့ ပြောဖို့ပြောရမှာရှင်။အော်ဟုတ်ကဲ့။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါဆိုရင်ကျမကြီးဒီဥဆိုင်ကြပါ။နောက်ထပ်ဒီမြင်းကလေးနဲ့ပတ်သက်ပြီးတော့ကတိုက်ပြူချမှုတွေဒီတိုက်ကျုံဝင်သွားမှုတွေရှိနိုင်ပါတယ်။အဲမိုးရွာသွားရင်လည်းထပ်ပြီးတော့ပြုံနိုင်ပါတယ်ရေကြီးတာတွေလည်းဖြစ်နိုင်ပါတယ်ဒါမန္တလေးကတော့ရေတော့မကြီးတော့ပါဘူးအဲ့တော့ဟိုတနေ့ကဗီဒီယိုလေးတစ်ခုမှတော့မနှက်ကပါဗျာဒီဒီနမ်းမြုပ်ယူနမ်းမြုပ်ယူပြိုကျနေတာကိုအုပ်ပုံတွေကိုတယောက်ချင်းတည်တည်ပြီးတော့ကုညီကယ်စေတင်တဲ့ ရဲတွေလည်းကျွန်တော်တို့တွေ့ရပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်မိသေးလားမြန်ဘာများပြောခြင်းသေးလဲကျမလည်းလုံးချုံနေလို့ကျမတော့ကလည်းမလို့မကြည့်ပြီမယ်ကျမပြောလိုက်မယ်တော့လက်ညှိုးပြကြတာဟုတ်ပြီကဲတဲ့ပြနေတက်ဖို့လိုက်တာဘာအရေးကြီးမှာလဲကျမတို့လူတွေတည်နေရလာခဲ့လေอืมอืมကျမတို့မိတ်ဆွေတွေကျမတို့လူတွေတည်နေကြတယ်ကျမတို့လူတွေလို့ဒီအားဒီဒီကြားထဲမှာအကြောင်းကြားလို့ရှိရင်လည်းတို့လည်းအရေးကြီးတာရှိတယ်ဘယ်သူကိုကိုရမယ်ဘဝကိုပဲဒါတလောင်းနဲ့ဒါနှလောင်းနဲ့အလောင်းကြီးမထုံနိုင်သေးတာအများကြီးတော့ ခုချိန်ထိပေါ့မန္တလေးဒီကောင်ကြီးနဲ့နဲ့မထုတ်နိုင်သေးဘူးအခုချိန်ကတော့အခုပြိုမဲ့တိုက်ပြန်တယ်အကုန်ပြိုနေကြရတယ်တော့ဆောင်းရောင်းပြီးတော့ဟုတ်ဒါဆိုလုပ်ပေးနေတာသူတို့သူတို့လူကြီးတဲ့ဆိုင်ရာပညာတွေပဲလုပ်ပေးနေပြည်သူမပြည်သူတို့ပဲသွားတာနော်သူတို့ကနေလာတာတော့ကောင်းကောင်းဘာဖြစ်မှမရှိဒါဆိုမန္တလေးကလက်ရှိအရေးပေါ်အဆင့်အခြေအနေမှာပဲရှိနေတာပေါ့နော်ဟုတ်ပါသတိုင်းမန္တလေးဟုတ်ကဲ့ရေပေါ်အချင်းလူတွေတော့မနေတာနေမဟုတ်ဟုတ်ကဲ့ပါခင်ဗျာဂျီဗီတက်ဆိုတာဟုတ်ကဲ့ပါဂျီဗီတက်ကိုတကယ်ဆိုတာ ဟုတ်ကဲ့ပါခင်ဗျာဂေယူဆိုင်ပါကျေးဇူးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်ကိုကျွန်တော်မနေ့ပြန်မနေ့9နာရီမှာတင်ပါပါအဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ပေါ့နော်အားလုံးကိုလည်းဂေယူဆိုင်ပို့မှာပြပါခင်ဗျာကျွန်တော်ကလူမြတ်ကျော်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အခုလိုမေးပေးတဲ့အတွက်လည်းရင်းနှီးခံစားချက်ပြီးပြောရတဲ့အတွက်တော့ပို့သွားပါမယ်ရှင်။ဂျေဇုတင်ပါတယ်ခင်ဗျာရေးကြည့်ယူဆိုင်ပါနော်ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါရှင်။